မြင်တွေ့ရတာတော့ဒါဝတ်ချင်းမှန်ပေါ့နော်ဝတ်ချင်းမှန်ဆိုတာချင်းမှန်မျိုးရဲ့ပထမဦးဆုံးတံပယ်ဖရာကျောင်းပဲဒါချင်းမှန်မျိုးစတီတဲ့ကိုကနော်ကင်းမန်ဂရန်ရဲ့ကင်းရန်ခန်ဟန်ရဲ့ကင်းငံမော်ရဲ့သုံးပါပေါင်းပြီးတော့စတီတဲ့အချိန်တွေကဒီဖရာကိုမြို့တီဖရာအဖြစ်နဲ့တိဆောက်ခဲ့တာသူကအထက်မှာစံတော်ကိုလည်းမြုပ်နှံထားတယ်လို့လည်းခုနစာရေးထားတာကျွန်တော်ဖတ်လိုက်ရတယ်ဒီမှာတခုမှတ်စရာရှိတာကကျွန်တော်တို့ တောင်ကူဘရင်ပေါ့နော်ဘရင်တော်မင်းတရားကြီးတို့ကဒီဈေးမယ်ကိုမသိမ့်ပိုက်ခင်မှာငလင်ကြီးတစ်ခုလုတ်တယ်လုတ်တဲ့အခါမှာချစ်မှန်မျိုးရဲ့ဇီဒီပထိုးတွေလူเจ้าတွေတော်များပျက်စီးသွားရဆိုတယ်အဲ့ခါမှာသိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းမှာပြန်ပြုတ်ပြင်မှုအပိုင်းမှာကြတော့ဘရင်တော်တို့ကအကုန်လုံးကိုပြန်မပြုတ်ပြင်ခဲ့ဘူးပေါ့နော်ဒီဖရားကတော့မြို့တီဖရားလည်းဖြစ်တယ်အဲဈေးမယ်သားကြီးလေးမြတ်ထားတဲ့ဖရားလည်းဖြစ်တဲ့ခါကြတော့ဒါကိုပြန်ပြီးတော့ သေးစားလေးသေးစိတ်ပြန်ပြုတ်ပြင်ပေးခဲ့တယ်အဲဒီចောင်းဆောင်တဲမှာအဓိကကသူကရှေးအောင်ဖရားနှစ်စုရှိတယ်။အဲ့ဖရားတွေကဒီကင်းမန်ဂရန်ဘရင်ဒီဝက်ချင်းမန်ကိုစတီကလေးကနေပြီးတော့သူကထဲသွင်းကိုယ်ွယ်ခဲ့တဲ့ဖရားတွေဗျ။အဲဒီဘက်ဘက်ကဖရားကခရစ်စတဗုဒ္ဓလို့ခေါ်တယ်။ထိုင်းနာမည်ကတော့နည်းလေးခေါ်အပ်ခဲ့။ အဲဒီဖီးယားကတက်ဂရိတ်200လောက်ခရီးရထုလုပ်ခဲ့တာလို့ပြောကြတော့เนาะအဲ့တော့2800လောက်ရှိသွားပြီမနေ့တော့ကြာပြီဒီဖီးယားကသူကအဲ့ဒီခက်ဆက်ဆက်မှာစစ်ဘေးတွေတဘာဘေးတွေအများကြီးဖြစ်ခဲ့တာသူမပြတ်မစည်းရှိခဲ့တဲ့တို့ကြောင့်မလို့အဲ protective power တခုခုရှိတယ်ဗောနော်အဲ့လိုဒေသခံတွေယုံကြည်ကြတယ်အဲနောက်ဒီညာဘက်ကဖီးယားကတော့သူကဖီးယားစီလာလို့ခေါ်တာကြောက်စင်းမှုတခုပဲစစ်ကျင်ကြောက်လို့တော့ထင်ရတယ်လက်ရာကကျွန်တော်တို့ပကံခက်ကလက်ရာရင်းနဲ့စင်တူတယ် အဲထုလုပ်ထားတာကဒီနာရာဂီရိစင်ကြီးပေါ့နော် ခြေချွတ်တော်မူကံပေါ့အောင်ကြီးရှိပါတယ်။အဲ့ဒီအခန်းကိုထုလုပ်ထားတာပေါ့နော်။อืมဒီဖျားကလည်း1200ကျော်လောက်တန်တန်းရှိပြီလို့ဆိုတယ်။တိရိလင်္ကာဘက်ကလည်းရောက်လာရတယ်ပြောကြတာ။အဒေတာခန်ကြီးကဒီဖျားကိုကြတော့မိုးခေါ်နိုင်တဲ့တကူရှိတယ်လို့သူကယုံကြည်ကြ။ဒီတမ်ပေလေးမှာကကျွန်တော်တို့နယ်စည်းပကြီးအများကြီးရှိတယ်။နယ်စည်းပကြီးတွေကကျွန်တော်တို့ မြန်မာနယ်ဈေးပကြီးနဲ့ထက်ဆင်ဆင်တူတယ်။အဲဒါဆိုရင်တော့ဘုဒ္ဓဝင်ပေါ့နော်။ဒါဆိုရင်အာမေရမယာအိမ်မက်မက်တဲ့ဟာတို့နော်။အာဒါဆိုရင်ဖောင်းမြင်တော်မူကန်နော်။အဲဒါဆိုရဲလေးတော်တင်ပြရလို့နော်။အာဒါဆိုရဲသူတို့သူနာသူတည်ယဟန်တွေ့တာလေးဒါရတော်ရာကိုဒါကြည့်ရအခန်းကြီးအာဒီမှာတော့ထွက်တာတွေပေါ့နော်မြင်းမီဆွဲမောင်ဆန်းဒီမှာဆန်းတော့ပေကြနော် အများကြီးပါပဲဟိုမှာဒိုကရာစရီအဲဒီဘက်ကလည်းကျင်းသွားလို့ဇက်တော်လေးတွေလည်းရှိဒါဆိုရင်မောဒတာဖြစ်လေအာဒါဆိုလည်းပထမစနကပေါ့နော်အဲ့လိုရှိတယ် ို့ကျွန်တော်ပြောတာလေးတွေအဆုံးထိနားထောင်ပြီးအတွက်အားလုံးကျေးဇူးပါနော်